ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြဝရီမြို့နယ်ထဲကစေကောက်စီရဲ့တိဘောဘူးစခန်းကို KNLA ပူပေါင်းအဖွဲ့တွေကတရက်ထဲနဲ့အပိသက်အသေးယူလိုက်ပါတယ်။တိဘောဘူးစခန်းကိုဂျွန်လာ3ရက်နေ့မနက်9:00နာရီမှာစတင်တိုက်ခိုက်ခဲ့ပြီးညနေ6:00နာရီကျော်အချိန်မှာအပိသက်အသေးယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲထဲစေကောက်စီတပ်ဖွဲ့ဝင်အယောက်30ကျော်တိစုပ်ခဲ့ပြီးအယောက်90ကျော်ကလက်လက်ချခဲ့တယ်လို့ကရင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေသိယူနိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ကောက်စီတပ်ဖွဲ့ဝင်တွေပေါ်ကြပြီးတိုက်စုံမှုတွေလည်းရှိခဲ့တယ်လို့မြေပြေတည်င်းရင်းမြစ်ကပြောပါတယ်။စစ်ကောက်စီတပ်ဘက်ကလေကြောင်းကနေပေါင်900ဘုံအပအဝင်စစ်ကူအများအပြားနဲ့ခုခံတိုက်ခိုက်ခဲ့တယ်လို့မြေပြေစစ်ရေးတည်င်းရင်းမြစ်ကဆိုပါတယ်။ တိဘောဘောစစ်ကောင်စီတပ်စခန်းဟာကရင်အမျိုးသားစည်းရုံး KNU တပ်မဟာ6ရဲ့အဓိကအရေးပါတယ်ဝင်ငွေလမ်းကြောင်းဂိတ်တစ်ခုဖြစ်ခဲ့ပြီး1990လောက်မှာစစ်တပ်ကသဲယူတပ်ဆွဲနေခဲ့တာပါမြဝတီဝေါ်လီကားလန်ကိုစိုးမိုးထားတဲ့အရေးပါတဲ့တိဘောဘူးစခန်းကိုစစ်တပ်ကနှစ်ပေါင်း30ကြာထိ ंछ ုပ်ထားခဲ့ပြီး KNU ကပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်